ယေရှုခရစ်တော်အဖြစ်သာဝရကောင်းကင်နိုင်ငံမှာပြန်တွေ့မယ်မိသားစုတယောက်စတိုင်ကိုမင်္ဂလာနေ့တည်လေးပါလို့နှုတ်ဆက်တာလိုက်ပါတယ်ဒီကနေ့73ရက်9လ2025တနင်္ဂနွေနေ့ယနေ့တိကျနေ့တည်တယ်မှာသာဝရဖျားသည့်တင်းကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေတော့သာဝရဖျားသည့်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုတော်မူပါစေတော့သာဝရဖျားသည့်တင်းကိုမြှောက်ကြည့်၍ချမ်းသာပေးတော်မူပါစေတော့အာမင် ချစ်တဲ့မိသားစုများဒီကနေ့ကျွန်တော်တို့ဖိလစ်ပိအော်ရဆာအခင်းကြီးတိအခင်းငယ်6ကိုအတူတူပါဆင်ခြင်ခွင့်ယူကြပါစို့သင်တို့တွင် ကောင်းသော အမှုကိုပြုစားပြုတော်မူသောသူသည်ယေရှုခရစ်၏နေ့ရက်တိုင်အောင်ပြည်စည်းလျက်ပြုတော်မူမည်ဟုငါသဘောကျ၏ဟာလေလုယာဖိလစ်ပိအော်ရဆာကိုရှင်ပေါ်လူကထောင်ထဲကနေရေးတယ်အပြစ်မှာရှိတဲ့ယုံကြည်သူတွေကိုသူကအမျိုးမျိုးအားပေးတယ်အဲ့မှာသူက ထောင်မကြခင်တုန်းကကတည်းကမင်းတို့တဲ့တင်တို့တွင်တဲ့တောင်းသောအမှုကို ပြုစပ်ပြုတော်မူသောသူဟာယေရှုခရစ်ရဲ့နေ့ရက်တိုင်အောင်ဆိုတာခြေဆောင်ခြင်းလာတဲ့နေ့အထိပြီးစည်းလျက်ပြုမယ်ဆိုတာငါသဘောကျတယ်ရှင်းပြန်ဆိုရင်တို့တကယ်ဆိုရင်တော့တို့ဆက်ကြွားမယ်ခီးစဉ်တွေကလွယ်တော့မလွယ်ဘူးဘာလို့အဲ့ဒီအချိန်တုန်းကအဲ့ဒီအချိန်တုန်းကခရစ်ယာန်တွေကိုအများကြီးညှင်းဆဲတဲ့အချိန်ဖြစ်တယ် ယောမအင်ပါယာဆိုတော့အင်ပါယာကဖယောင်းကိုကိုးွယ်တော်မူနောက်ပြီးမှဂျူဒန်အစ်စင်ရဲ့အာယူဒဗန္တာရီရဲ့နောက်ရှက်မှုတွေလည်းအမျိုးမျိုးအများကြီးခံရတဲ့အခါမှာယုံကြည်သူတယောက်ဖြစ်တဲ့အခါမှာခရိယန်ခရစ်တော်ကိုယုံတဲ့အခါမှာလေပေးစားတဲ့အဖို့ခါတွေအများရှိဆိုအဲ့ဒီထဲမှာရှင်ပေါ်လူကဖိလိပ္ပိအသင်းသားတွေနော်ယုံကြည်သူတွေကိုကောင်းသောအမှုကိုပြုစပ်ပြုတဲ့ဒီမှာယေရှုခရစ်ရဲ့နေ့ရက်တိုင် ြုမယ်ဆိုတာငါသဘောကျတယ်ခြေရမင်းသားစုများဒီကနေ့ကျွန်တော်တို့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့ရှိတဲ့သားသမီးတယောက်စတန်ရဲ့အသက်တာထဲမှာလဲကျွန်တော်တို့ကများသောအားဖြင့်ယေရှုခရစ်တော်ကငါ့ကိုကယ်ချင်းပေးတယ်ခွန်ရင်ထူးတဲ့ဖခင်ဖြစ်တယ်မဆာပေးတယ်ဆိုတာကျွန်တော်တို့သိပြီးတော့မှသူ့ကိုယုံကြည်လိုက်တာသူကောင်းမြတ်မှန်းကိုကျွန်တော်တို့သိလို့သူ့ကိုယုံကြည်လိုက်တာဒါပေမဲ့ခရစ်ရဲ့အသက်တာရှောက်လန်းတဲ့အခါမှာကျွန်တော်တခါတလေ ျွန်တော်မထင်မှတ်တဲ့အကွက်တွေမခံစားချင်တဲ့အရာတွေမကြုံတွေ့ချင်တဲ့အရာတွေကျွန်တော်ရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာဘာဖြစ်လို့ကြီးလဲအစတုန်းကလို့မဟုတ်ပါလားဆိုလို့မှထင်တတ်တယ်ဒါပေမဲ့ချစ်တဲ့မိန်းဆွေများယေရှုခရစ်ကိုယုံကြည်လက်ခံတဲ့သူတယောက်စီရဲ့အသက်တာထဲမှာကျွန်တော်တို့လောကခဏတာထဲမှာကြုံတွေ့ရတဲ့အမှုအရာတွေကဖျားသားသမီးဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်ကတစ်ဖက်ကယဉ်သူကစတယ်ဖြစ်တဲ့အခါ နိလအမျိုးမျိုးနဲ့စုံစမ်းသွေးဆောင်တိုက်ခိုက်မှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ရဲ့အသက်တာထဲမှာယေရှုခရစ်နောက်လိုက်တဲ့သူတယောက်အနေနဲ့ယေရှုခရစ်ကိုယုံကြည်လက်ခံတဲ့သူတယောက်အနေနဲ့သူကကောင်းသောအမှုကိုစပ်ပြုတဲ့သူတယောက်အနေနဲ့ယေရှုခရစ်ရဲ့နေ့ရက်တောင်ကြီးစွာပြုမယ်ဆိုတာကိုမျှော်လင့်ယုံကြည်ကြလို့တကယ်ပဲကျွန်တော်တို့တယောက်စတန်ရဲ့အသက်တာထဲမှာလည်းဒီကနေ့ကျွန်တော်တို့ကြုံတွေ့ရတဲ့အမှုရာတွေကကျွန်တော်အဆွေးနဲ့တုတ်ပြုံမှုမဟုတ်ဘဲနဲ့ အကောင်းနဲ့တုတ်ပြန်ဖို့ရန်ကင်အလိုတော်ရှိတယ်တကယ်ပဲဝိညာဉ်သဘောနဲ့ကျွန်တော်တို့တုတ်ပြန်ရင်ဆိုင်ဖို့အတွက်ရန်ကင်အလိုတော်ရှိတယ်ဆိုတဲ့အရာလေးကိုမြတ်တမ်းနဲ့ဝင်ကြတဲ့သင်ကိုဖျားသိမ်းတိုင်းကောင်းချီးပေးပါစေအာမင်